ရှမ်းပြည်နယ်ဆူရအဖွဲ6မြင်းဆောင်2025လုပ်ငန်းညီနိုင်စည်းဝေးကျင်းပတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်ဆူရအဖွဲနဲ့ပြည်နယ်စင်ဌာနဆိုင်ရာများကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသစီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများနဲ့6မြင်းဆောင်2025လလုပ်ငန်းညီနိုင်စည်းဝေးကိုဇွန်လ2ရက်နေ့9နာရီခွဲကတောင်ကြီးမြို့ရှမ်းပြည်နယ်ဆူရအဖွဲရုံးစည်းဝေးခန်းမ၌ကျင်းပခဲ့ပါတယ်။ လုပ်ငန်းညီနိုင်စည်းဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ငန်းညီနိုင်စည်းဝေးနှင့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်လမ်းညွှန်ချက်များကိုချပြဆွေးနွေးသွားမည်ဖြစ်ပြီးဆွေးနွေးချက်များအပေါ်ဌာနဆိုင်ရာများကလုပ်ငန်းဆိုင်ရာများကိုတင်ပြ၍ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအစည်းအဝေး၏ဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးသက်ဆိုင်ရာဌာနများကတင်ပြ၍ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆုံးဖြတ်ချက်များသည်စစ်စစ်မပြတ် ရင်းစီလိုက်နာဆောင်ရွက်ရမည်ကိစ္စဖြစ်ပါကြောင်းသက်ဆိုင်ရာဌာနများကစီစစ်ဆောင်ရွက်ရမည်ဖြစ်ပြီးပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရင်ထက်မှန်ပြောကြားလိုကြောင်း ။မကြာမီကာလတွင်2025ခုနှစ်အကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ရန်ရည်မှန်းချက်ထားပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဆောင်ရွက်လျက်ရှိပါကြောင်း။လာမည့်ရွေးကောက်ပွဲသည်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်စေရအတွက်သက်ဆိုင်ရာဌာနများကမဲစရင်များမှန်ကန်မှုနှင့်ပတ်သက်၍ဆောင်ရွက်ပေးလျက်ရှိသောကြောင့်လင်းလင်းနက်နက်ဆောင်ရွက်ပေးရရန်လိုအပ်ပါကြောင်း နိုင်ငံဝန်ထမ်းတရားအနေဖြင့်နိติအစိုးရအဖွဲ့တက်လာပါစေမိမိဒါဝင်ကိုကြည်ပြွန်ရန်လိုအပ်ပါကြောင်းလုပ်ငန်းဒါဝင်ကိုမပြတ်အောင်ထမ်းဆောင်ရမည်ဖြစ်ကြောင်းပညာရေးကဏ္ဍတွင်လည်း KSS အားနေခဲ့ပါကြောင်းကျောင်းဖွင့်ရသည့်တွင်ကျောင်းနေအရွယ်ကလေးများကျောင်းနေနိုင်၏အတွက်စူးစမ်းပေးရမည်ဖြစ်ကြောင်းကျမရေးကဏ္ဍတွင်လည်းချမှတ်ပေးထားသည့်မူဝါဒများနှင့်အညီကျမရေးဝန်ထမ်းများကဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ကိုဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးကစူးစမ်းပေးကြရန်နှင့်ဆွေးနွေးချက်အကြံပြုချက်များအပေါ်ထက်မှန်ဆွေးနွေးပေးကြရန်ပြောကြားပါသည် ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသည့်ပြည်내စီပင်သာယာရေးဌာနပြည်내မွေးမြူရေးနှင့်ကုသရေးဌာနကလောခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်ပြည်내အဆင့်ဌာနဆိုင်ရာများကဆွေးနွေးတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကဆွေးနွေးချက်များအပေါ်ပြန်လည်ဖြည့်ဆွက်ဆွေးနွေးရင်းရန်ပြည်내ဆိုရအဖွဲ့ပြည်내ဝန်ကြီးများပြည်내ဥပဒေချုပ်ပြည်내ဆိုရအဖွဲ့အတွင်မူပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ကအထွေထွေဆွေးနွေးတင်ပြကြပြီးပြည် 你文字做㗑，你讲做做甲，就加个招，得四啊万的先。